မင်္ဂလာပါထက်ကြီးပါဒီ podcast လေးမှာဆွေးနွေးခြင်းတဲ့အကြောင်းအရာကတော့ freedom လွတ်လပ်ခြင်းကိုဘာနဲ့များတိုင်းတာမလဲဆိုတော့ကျွန်မရဲ့အတွေးလေးပဲဖြစ်ပါတယ်လူတစ်ယောက်နဲ့တစ်ယောက်တော့လွတ်လပ်ခြင်းကိုအတိတ်ပဲဖွင့်နေတိုင်းတာမှုတွေတူမှာမဟုတ်ဘူးသူကျင်လဲရတဲ့အတိုင်းဝိုင်းပတ်ဝန်းကျင်ကြီးပြင်းခဲ့တဲ့ဘသူတွေနဲ့ကြီးပြင်းခဲ့တာလဲဘလို့ယူဆတွေတွေးခေါ်ရရှိတယ်လဲအခုလက်ရှိကောဘာတွေ ရင်ဆိုင်နေရလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ငါဘလောက်ထိလွတ်လပ်နေလဲဆိုတာကိုတိုင်းတာဖို့ရာအာတူမှာတော့မဟုတ်ဘူးပေါ့ကျမအနေနဲ့ပြောရရင်တော့ကျမရဲ့လွတ်လပ်ခြင်းဆိုတဲ့အရာကို6ခုနဲ့ပြည်ရန်6ချောင်းနဲ့တိုင်းတာကြည့်ချင်တယ်ပေါ့ဆိုတော့နားထောင်နေတဲ့လူတွေလည်းအာကိုနဲ့ကြိုက်ညီတဲ့ကျမနဲ့တူသောတိုက်ဆိုင်သောပေတန်းရှိတယ်ဆိုလို့ရှင်လေလိုက်ပြီးတော့တွေးကြည့်လို့ရတယ်အကယ်လို့မဟုတ်ဘူးကိုယ့်ရဲ့ပေတန်းကကျမနဲ့မတူဘဲနဲ့တခြားသော ိုင်းတာမှုတွေလည်းဖြစ်ကောင်းဖြစ်နေနိုင်တယ်ပေါ့ကျွန်မအတွက်ဆိုလို့ရှိရင်တော့နံပါတ်1အရေးကြီးဆုံးက physical freedom မှာခန္ဓာကိုယ်လွတ်လပ်မှုရှိသလားပေါ့ဆိုခန္ဓာကိုယ်လွတ်လပ်တယ်ဆိုလို့ရှိရင်တ냐ရဲမှာကျွန်မတို့ဟာနေနေရတာမဟုတ်ဘူးကျွန်မသွားချင်တဲ့ညတွားလို့ရသလားအဲအဲ့လိုသွားချင်တဲ့ညတွားဖို့အတွက်လမ်းလျှောက်ချင်းလျှောက်လို့ရဖို့အတွက်ကျွန်မခြေလက်တွေကောင်းနေသလားပေါ့နော် ီလိုမျိုးနေထိုင်ဖို့အတွက်အသက်ရှင်ဖို့အတွက်ကိုလောက်ကိုင်းနိုင်မှုအတွက်ကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ခြေတွေလက်တွေအကောင်းတိုင်းရှိနေတယ်ဆိုလို့ရှိရင်ကိုထားသည်ကျမတို့ survive ဖြစ်ဖို့အတွက်မဟုတ်ဘူးကိုယ်ဒီဘဝကို အကောင်းဆုံးရှင်သန်နေထိုင်မှုအတွက်ကျမကို supporting တစ်ခုရှိတယ်လို့ယူဆရတယ်ပေါ့တခါတလေကြားလို့ရှိရင်မေ့နေတတ်ကြတယ်အဲငါက ဘာမှမရှိတာငါကအဲကားပိုကောင်းတဲ့ကားတွေရှိရင်တော့ကောင်းပါပဲဆက်တဲ့ဖြင့်အာပို့ပြီးတော့မြန်တဲ့အာ device တွေရှိရင်ကောင်းပါပဲဆက်တဲ့ဖြင့်ဒါမျိုးလေးတွေတွေးကြတာပေါ့နော်ဒါပေမဲ့အခြေခံလိုအပ်ချက်အရာဆိုလို့ရှိရင်တော့ကျမမှာလက်တွေခြေတွေဒီကောင်းကောင်းမွန်မွန်ရှိနေတယ်ခန္ဓာကိုယ်ယောဂါ ဖရကြီးကြီးမားမားမရှိဘဲနဲ့ပေါ့နော်လွတ်လပ်စွာသွားလာနိုင်နေဆိုလို့ရှိရင်တို့ဒါတော်တော်လေးအဆင်ပြေနေပြီလို့ယူဆတယ်ပေါ့နောက်ထပ်တစ်ခု physical freedom မှာကျမတို့လိုအပ်ချက်ကဒါလူတိုင်းလည်းသိကြတဲ့ငွေပေါ့ငွေလို့ပြောလို့ရှိရင်ဟိုလိုအရန်ကြီးချမ်းသာတယ်ဆိုတာထက်ကို day to day survival လုပ်နေရတာလားဒါမှမဟုတ်လို့ရှိရင်ကို့မှာတကယ်ကို ကိုယ့်ရဲ့ financial foundation တခုတည်းတကယ်ကိုချေချေမြင့်မြင့်ရှိနေပြီလားပေါ့နော်ကိုကဥပမာထားပါတော့အနေမကောင်းဖြစ်တယ်ဥပမာနေမကောင်းဖြစ်မယ်အဲ့ဒီအချိန်မှာ3-4ရက်လောက်နားချင်တယ်ကိုမှနားခွင့်မရှိဘူးဒါဆိုလို့ရှိရင် ကိုဒီ basic basic ဒီ financial အနေနဲ့လိုအပ်တဲ့လွတ်လပ်ခြင်းမရှိနေသေးဘူးပေါ့နော်ဒီလိုကျွန်မယူဆတယ်။ All of financial freedom ဆိုအလို့ လောက်ဆရာမလို့တော့ပဲね investment နေရနေပြီးတော့อืมရရှိတော့ financial freedom မျိုးအလုပ်လုံးဝလောက်ဆရာမလို့တော့ဦးဒါမျိုးလဲကောင်းတာပါပဲဒါပေမဲ့ basic အခြေခံရပြောရလို့ရှင်တော့ جماعه အတွက်ဆိုရင်ကိုကတခုခုလေးအိုမာကိုမီတာစုနဲ့အချိန်လေး၃လရက်ခီးသွားခြင်းနဲ့ဒါမှမဟုတ်လို့ရှင်အိမ်ထဲမှာပဲအာနေလိုက်ခြင်းနဲ့၃လရက်ဒါမှမဟုတ်လို့ရှင်ရင်နေကုနာလို့နေမကောင်းဖြစ်တယ်အဲတစ်ပတ်လောက်နားရမယ်နားခွင့်ရှိသလားပေါ့နားလို့ရသလား အော်ဒီခါလေးကျရင်အလုပ်ရဲ့ commitment နေအဲလက်ခံထားပြီးသားဖြစ်လို့အဲများသွားလို့ဒါမျိုးတွေတော့ဖြစ်နိုင်တာပေါ့နော်သို့တော်လည်းကိုကိုကိုအာ theory ရတော့6လလောက်ကိုကိုကို အလုပ်လုပ်စရာမလိုပဲနဲ့အဲငွေကြေးကိုနေနိုင်အောင်ပေါ့နော်ငွေကြေးကိုတော့အဲ့လောက်တော့စုဆောင်းထားတဲ့နဲ့ကိုရဲ့အသုံးစရာ6လစာလောက်ကိုတော့ ဖန်ထဲမှာရှိတဲ့တယ်စုထားတဲ့တနည်းနည်းနဲ့ပေါ့နော်စုထားတဲ့တယ်လို့အဲပြောကြတယ်ပေါ့ဆိုတော့ကိုကတခါလေးကြိုင်လှူကျန်တန်းချင်တာရှိမယ်မိဘမိသားစုကိုပေးချင်တာရှိမယ်အာကလေးကိုဝယ်ပေးချင်တာရှိမယ်အဲ့လိုမျိုးရှိတဲ့အချိန်တွေမှာကိုကအဲဒီဟာလေးကိုပေးလိုက်ရလို့ဟိုမှာနေသွားပြီလားအစားသဖြင့်အဲ့လို survive survival mode မျိုးနဲ့ အာ physical body မှာဆိုလို့ရှင်လည်းသွားနေရတယ်။နည်းနည်းလေးသွားပြရတယ်မောတယ်ပင်ပန်းတယ်အဲ့လိုမျိုးမဖြစ်ချင်ဘူး။အငွေကြီးဆိုရင်လည်းဒီလိုပဲအဲ့လှူချင်တယ်ဒါမှမဟုတ်ရင်ကြော့ချင်တယ်အဲမုံလေးဝယ်ကျွေးလိုက်ချင်တယ်အဲ့ဒီအခါမှာတွက်နေရတယ်ဆိုတာမျိုးမဖြစ်ချင်ဘူး။အာဟိုလိုမျိုးဈေးကြီးတဲ့ branded တွေကိုနေ့တိုင်းဝယ်နိုင်ချင်မှလည်းဝယ်နိုင်မယ်။အာဈေးကြီးတဲ့ trip တွေကိုလာတိုင်းသွားနိုင်ချင်မှလည်းသွားနိုင်မယ်။သို့တော့အခြေခံလိုအပ်ချက်နေနေထိုင်စားတောက်မှုဇရိတ်အတွက် ဖူလုံပြီးတဲ့အပြင်ကိုဘန်ထဲမှာ3လ3မှ6လစာလောက်ကိုအတွက်ရှိပြီအဲကိုစုဆောင်ထားပြီဆိုလို့ရှိရင်တော့အဲဒါမဆိုးဘောเนาะ جماعه တို့အဲ့လိုမျိုးအာတွေးမိတယ်နောက်တစ်ခုကကျတော့အဲ financial နဲ့ပတ်သက်လို့ပြောရလို့ရှိရင်တော့ جماعه အမြဲတမ်းတန်ရဖြစ်တယ်ဘောเนาะဘယ်လောက်အတိုင်းအတာအထိကြော်လွန်သွားလို့ရှိရင်ဒါလောဘအရင်ကြီးတာဖြစ်တယ်လေအဲဘယ်လောက်အတိုင်းအတာကတော့ ရဲ့ okay လေပေါ့เนาะအဲ့ဒါမျိုးမှအမြင်တယ်အဲ့တော့ရှာဖွေခြင်းပို့ပြီးတော့ okay ငါရဲ့ bank account ထဲမှာ3လစာထက်ကို4လစာဖြည့်ရမယ်4လစာထက်ကို6လစာဖြည့်ရမယ်6လစာထက်ကိုတစ်နှစ်စာဖြည့်ရမယ်လို့ဆိုရဲရှာဖွေခြင်းမှာအခြေခံသဘောထားပေါ့เนาะအခြေခံသဘောထားကိုငါကအရင်ကြီးကို လောဘကြီးပြီးရှာနေတာလားဒါမှမဟုတ်လို့ရှိရင်ဩငါဟိုကိုက values တွေပေးနေလို့ကိုပေးနေတဲ့ values နဲ့ထိုက်တန်သောအရာရင် ိုဒီ grateful ဖြစ်ဖြစ်နဲ့ကျေးဇူးတင်စွာနဲ့ရရှိတဲ့ဒီဟာတွေကိုကောင်းမွန်တဲ့နေရာတွေမှာအသုံးချမယ်ဆိုရဲ mindset မျိုးနဲ့လားဆိုရဲဟာကိုကျွန်မအမြဲတမ်းဟိုတိုင်းတာမိတယ်ပေါ့နော်ကိုကိုကိုနံပါတ်2ကတော့ mental freedom ပေါ့ mental freedom လို့ပြောလို့ရှိရင် ကျမတို့ဆီမှာအတွေးတွေအများကြီးရှိတယ်နေ့စဉ်နေ့တိုင်းအတွေးတွေ6000 9000လောက်ရှိတယ်လို့ပြောကြတယ်အဲ့ဒီအတွေးတွေဒီ တခြားလူတွေစီကနေပြီးတော့လာတော့ဒါမှမဟုတ်ရင်ကဘာကြီးရဲ့ noise တွေရှိရပေါ့နော်အာ social media ကလာတဲ့ noise တွေကိုဖက်လိုက်မိတဲ့စာအုပ်တအုပ်စီကနေအဲတယောက်ယောက်ရဲ့ ideas တွေဒါမျိုးတွေကနေလာတော့အတွေးတွေလာဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့ကိုကဒါကိုတည်တယ်အာ ကိုကိုရင်ယုံကြည်စွာနဲ့လက်ခံတော့ကိုယ့်ရဲ့အတွေ့အကြုံဟုတ်သလားပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ just victim ဖြစ်ပြီးရတဲ့အခါကျတော့အော်ဟိုလူကဒီလိုပြောတယ်ဒါဟုတ်မှာပဲဆိုပြီးကိုယ့်ကိုသုံးသက်ခြင်းမရှိဘဲနဲ့အဲတွေးမိတော့အတွေ့အကြုံလားပေါ့နော်ဒါမျိုးတွေအဲကျွန်မစဉ်းစားလေးရှိတယ်အဲ့တော့ငါ့ရဲ့အတွေ့အကြုံလွတ်လပ်နေလားပေါ့အဲကိုယ့်ရဲ့တောင်းချင်တဲ့ vision နေ passion နေနဲ့ကိုင်ညီမှုရှိသလားကိုယ့်ရဲ့ values တွေနဲ့ကိုင်ညီမှုရှိသလား အဲဒါမှမဟုတ်လို့ရှိရင်တခြားလူတွေအနောက်ကိုကိုရောရောင်ပြီးတော့အဲလိုက်မိနေတာလားဆိုတာမျိုးအဲတွေးမိလေးရှိတယ်ဒါကျွန်မကိုကျွန်မတိုင်းတာတယ်ပေးတယ်ပေါ့နော်အာတခြားလူတွေအကြောင်းအများကြီးတွေးမိနေလားဥပမာဟိုလူဟိုလူကငါ့ကိုဘလို့လုံသွားတာအရင်တော့ငါအဲဟိုကိစ္စကိုဟိုလိုလုံးလိုက်ရရင်ကောင်းတာအဲစသဖြင့်ပေါ့နော်ဒီလူကဘာကြောင့်ငါ့ကိုဒီလိုရေးတာပါလဲစသဖြင့်음အတိတ်မှာဝဲဝဲလဲနေတဲ့အတွေးတွေလားဒါမှမဟုတ်လို့ရှိရင် နောက်အနာဂတ်ကိုအဲတွေးနေတာလားပေါ့အဲနောက်နောက်10နှစ်ကြာရင်ဘာဖြစ်မှာလဲတို့9နှစ်ကြာရင်ဘာဖြစ်မှာလဲစသဖြင့်တွေးနေတော့အတွေးတွေလားဆိုတာကို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 တကယ်ငါရဲ့အတွေးတွေဒီ mindful ဖြစ်ဖြစ်နဲ့ငါကိုယ်တိုင်ရွေးချယ်တော့အတွေးတွေလားဒါမှမဟုတ် noise တွေလားဆိုရဲပေးတယ် ਨੇ တိုင်းတာလေးရှိပါတယ်နံပါတ်3ကျမအတွက်လွတ်လပ်ခြင်းဆိုတဲ့အရာမှာအရေးကြီးတာက emotional freedom မှာစိတ်ခံစားချက်တွေကနေလွတ်မြောက်သလားပေါ့ အဲ့တော့ကျမရဲ့နှလုံးသားကအတက်အကြရရှိပါတယ်တက်ကြရရှိတယ်အစိုးရင်ပူပန်တာတွေရှိတယ်ဝန်းနေပူဆွေးတာတွေရှိတယ်ဒေါသထွက်တာတွေရှိတယ်ပျော်ရွှင်တာတွေရှိတယ်စသဖြင့်ဒီ emotion တွေကိုကျမကအရှိ့ကိုအရှိတိုင်းလက်ခံနေသလားဒါမှမဟုတ်လို့ရှိရင်ကိုက အဲဒီ emotion ကိုတော့ငါမကြိုက်ဘူးဒေါသကိုငါမကြိုက်ဘူးဒါမှမဟုတ်ဝမ်းနည်းမှုကိုငါမကြိုက်ဘူးဒါမှမဟုတ် guilt ကိုငါမကြိုက်ဘူး worry ကိုငါမကြိုက်ဘူးအဲ့လိုမျိုးတွေးပြီးတဲ့အခါကျတော့ဒီ emotion တွေကနေကိုကိုကို numb လုပ်ထားသလားအေးခဲထားသလားပေါ့နော်အဲ့ဟာလေးကိုကျွန်မအမြင်နဲ့သုံးသပ်လေးရှိပါတယ်မှန်တာပေါ့အလုံးလုံးနေတဲ့အချိန်အာဆိုရင်တော့ ဒါကိုချက်ချင်းလက်ငင်းခံစားနိုင်ခြင်းမှာခံစားနိုင်မယ်ဒါပေမဲ့ကျမတို့ကတော့ journaling ရေးခြင်းသည်ကျမတို့ emotional freedom ရဖို့အတွက်တော်တော်လေးအသုံးဝင်တဲ့ tool တစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ကိုယ့်ကိုယ်ကို emotion တွေကိုအဖီလင်းတွေကိုပေးဖြစ်သလားပေါ့နော်အဲ့လိုမေးလေးရှိတယ်ပြီးလို့ရှိရင်ဒီ emotion တွေဖြစ်လာလို့ရှိရင်ကို handle လုပ်ဖို့အတွက် tools တွေကိုမှရှိသလား handle လုပ်ဖို့အတွက် capacity လုံနိုင်တဲ့စွမ်းရည် အလေးအကျင့်ကိုမှရှိသလားပေါ့နော်အဲ့ဒါလေးပြန်ပြီးတော့အာမေးလေးရှိတယ်ဘာလို့လဲဆိုတော့အဲ့လိုပြန်ပြီးတော့မလုပ်ဘူးဆိုလို့ရှိရင်များသောအားဖြင့်ကျွန်မကိုကျွန်မတတိထားမိတာကအာအစွမ်းနာပြောသလိုပဲအတိတ်ကအကြောင်းတွေကိုပြန်ပြီးတွေးပြီးကိုမှားခဲ့တဲ့အရာတွေကို guilty ဖြစ်လိုက်အဲဒါမှမဟုတ်လို့ရှိရင်အနာဂတ်ကိုတွေးပြီးတော့ worry ဖြစ်လိုက်အဲ့ဟာနဲ့ပဲလေထွက်နေတာပေါ့နော်တကယ်တမ်းကိုအတွက် ကိုယ့်ရဲ့ emotion တွေကိုတည်တည်ကြာကြာသိပြီးတော့ငါကဘယ်လိုအချိန်မျိုးမှာဝမ်းနေတတ်တာလဲငါကဘယ်လိုအချိန်မျိုးမှာဒေါသထွက်တတ်တာလဲစသဖြင့်အဲ့လိုမျိုးတွေကိုတည်တည်ကြာကြာသိပြီးတော့ဘာကြောင့်ဒါဖြစ်တာလဲဆိုတဲ့အတွင်းထဲကကိုယ့်ရဲ့တကယ်လိုအပ်ချက်ကို needs ကိုတော့ပြန်ရှာဖို့အတွက်ကြတော့အချိန်မပေးမိဘူးဖြစ်မှာစိုးရိမ်နေပေါ့နော်ကျွန်မကိုကိုကိုပြောတာအဲ့ခါကြတော့ဒါလေးတွေ ਨੇ တိုင်းတာတိုင်းတာလေးရှိရငါဘယ်လောက်ထိဒီ emotion ကို handle လုပ်နိုင်သလဲပေါ့ နောက်ထပ်နံပါတ်၄ချက်ကျမတို့အရေးကြီးကြတာပါလဲဆိုလို့ရှိရင် spiritual freedom ပါ spiritual freedom လို့ပြောလို့ရှိရင်ဟိုဘာသာရေးတွေပါတွေနဲ့ဆက်နွယ်တာမျိုးမဟုတ်ဘဲနဲ့ကျမကကိုကိုကို who i truly am ပေါ့ငါတကယ်ဘယ်လိုလူမျိုးလဲဒီနေ့ဒီအချိန်မှာပေါ့အဲကျမတို့မှာ မိသားစုတာဝန်နေရှိတယ်အာတမီးတယောက်နေနဲ့မိခင်တယောက်နေနဲ့အာဆရာတယောက်နေနဲ့စသဖြင့် rules တွေရှိရယ် rules တွေရှိတယ် responsibility တွေတာဝန်ယူမှုတွေရှိတယ်အဲဒီလိုအဲဒီဟာတွေမှာအဆင်ပြေတာတွေလည်းရှိတယ်အဆင်မပြေတာတွေလည်းရှိတယ် အဆင်ပြေလာတဲ့အချိန်ကျရင်ကိုယ့်ကိုဘယ်လိုမျိုးတွေပြောတာလဲအဆင်မပြေတဲ့အခါကျရင်ကိုယ့်ကိုဘယ်လိုတွေသတ်မှတ်တာလဲဘလောက်ကြီးပဲပြေတာတွေမပြေတာတွေကောင်းတာတွေဆိုးတာတွေလောကဒဏ်တွေဘယ်လိုကြီးပဲလာသည်ဖြစ်စေအတွင်းထဲမှာငါသည်တကယ်ကိုဘယ်လိုလူလဲဆိုတော့အရာကို ရှာဖွေတဲ့ဟာသည်ကျွန်မအတွက်အာ spiritual freedom ဖြစ်တယ်ပေါ့အဲ့ဒီအချိန်မှာသူများတစ်ခါရင်လည်းတို့ကျွန်မတို့မယ်အာသူများတစ်ခါရဲ့ငြိမ်းချမ်းမှုနဲ့ကိုယ့်ရဲ့ငြိမ်းချမ်းမှုနဲ့အတူကျွန်မတို့မယ် အဲ့တော့တစ်ဖက်တခြားသောလူတွေကို မထိခိုက်ဘူးဆိုလို့ရှိရင်ကျွန်မကတော့ကျွန်မကိုကျွန်မအရင်ကြီးစီးရီဖောင်လေးနဲ့တားမြစ်ထားတာတွေမလုပ်ဘူးပေါ့နော်အော် x ဟိုပြီးတော့ spiritual လတီကအလွန်ကိုကြည်ပြတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကသိနေပြီလို့ထင်ဟိုထင်တဲ့အရာတွေကကိုဘာမှမသိသေးတာကြီးလည်းအများကြီးဖြစ်နိုင်တယ်ဆိုတဲ့အခါကျတော့ငါကငါအာသိနေပြီအဲ့လိုမျိုးမထင်မဲနဲ့ကိုကို explore လေးတစ်ဖြည်းဖြည်းလုပ်သွားတဲ့ပုံစံကို ပဲကျင့်သုံးနေပေါ့နော်ကျမကနောက်တစ်ခုကကျတော့နံပါတ်5က social freedom ပါလူမှုပတ်ဝန်းကျင်အတိုင်းဝိုင်းနေသည်ကျမတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေအတူရှင်တွဲနေထိုင်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘယ် society ကကျမရဲ့ authentic self ကိုကျမအစ်စ်အမှန်ကိုလက်ခံတယ်လေပေါ့နော်ကျမမအားနေချက်တွေရှိတယ်မကောင်းတာတွေရှိတယ်စိတ်ပုတ်တာတွေရှိတယ် အာဒေါသကြီးတဲ့အချိန်တွေရှိတယ်။မကောင်းဘောနော်တကယ် ideal ကိုဖြစ်ချင်တဲ့ပုံစံ perfect ဖြစ်ချင်တဲ့ပုံစံတိုင်းမဖြစ်တဲ့အချိန်တွေအများကြီးရှိတယ်။အဲ့လိုအချိန်မျိုးတွေမှာကျမကို အရှိကိုအရှိတိုင်း judge မလုပ်ဘဲနဲ့လက်ခံတော့ဒီအစုအဖွဲ့တည်တည်လေးပေါ့နော်တငယ်ချင်းလည်းဖြစ်ဖြစ်မဲမိသားစုလည်းဖြစ်ဖြစ်မဲဒီလိုမျိုး၃လေးယောက်ရှိနေဖို့လိုအပ်တယ်လို့ကျမယူဆတယ်အဲတော့လူတွေ ਨੇ အာတွေ့ကြတယ်ပေါင်းဖော်တယ်ဆက်ဆံတဲ့နေရာမှာကျမကဘယ်လူကတော့ပြင်100%တရားဘိုးလုံး freedom သူ့ရှင်မှာနေလို့ရတယ်ကျမငိုပြသည်ဖြစ်စေဒေါသထွက်ပြသည်ဖြစ်စေကြောက်ပြသည်ဖြစ်စေဟဲ့ငါဒီလိုတွေစိတ်ပုတ်တယ်တီလားလို့ပြောလိုက်သည်ဖြစ်စေကျမကိုလုံးဝ judge မလုပ်တော့လူတွေသည် ရှိတယ်တဖွဲ့ပေါ့နော်အဲဒီလိုဆိုရင်တော့တရားဘိုးလုံးကျမကသူတို့နဲ့ freedom ဆက်ဆံလို့ရမယ်အဲနောက်တဖွဲ့ကျတော့ maybe 90ဘိုးလောက်လွတ်လွတ်လပ်လပ်ပြောပြောလို့ရကောင်းရမယ်အဲဒီလိုမျိုးလေးတွေကျမကအဖွဲ့လေးတွေခွဲထားတာမျိုးရှိတယ်အဲတော့ကိုကို expectation တွေပေါ့အဲနင်ကဒီလိုဖြစ်ရမယ်အမေမို့လို့ဒီလိုမိခင်ဖြစ်မို့လို့ဒီလိုဖြစ်ရမယ်အာ consultant တယောက်မို့လို့ဒီလိုဖြစ်ရမယ်အဲ့လိုမျိုးတွေမတွေးဘဲနဲ့လူတယောက်နေနဲ့ကျမကိုလက်ခံနိုင်သောလူတွေနဲ့ကျမပို့ပြီးတော့အချိန်အကုန်နေပေါ့တခြားတစ်ဖက်လူကိုဒီ social circle ထဲမှာငါဘယ်လောက်ထိကြာကြာနေမှာလဲဆိုတာမျိုးကိုဘယ်လောက်ထိအချိန်ပေးမှာလဲဆိုတာမျိုးကိုလည်းဒီ freedom ပေးတဲ့နဲ့ပဲတိုင်းတာလေးရှိတယ် နောက်ထပ်နောက်ဆုံးပေါ့ကျမတို့အရေးကြီးတဲ့ဟာကနံပါတ်6က creative freedom ပါဘဝမှာလူတိုင်းကလုတ်ဆောင်ချက်အလုတ်တွေလုတ်နေကြရတယ်ပေါ့နော်ငွေရလို့ဖြစ်ရင်ဖြစ်မယ်ပျော်လို့လုတ်တာဖြစ်ရင်ဖြစ်မယ်ဝါသနာပါလို့လုတ်ရင်ဖြစ်လုတ်တာဖြစ်ရင်ဖြစ်မယ်ကျမကိုယ်တိုင်လည်းတာဝန်ပေါင်းများစွာကိုထမ်းဆောင်နေရတယ်အလုတ်ပေါင်းများစွာကိုလုတ်နေရတယ်အဲ့ဒီအချိန်မှာ ဒီ purpose ငါလုပ်ကိုလုပ်ရမယ့်အရာငါရဲ့တာဝန်နေချောင်းလုပ်ကိုလုပ်ရမယ့်အရာဆိုတဲ့အရာတွေကြားထဲမှာပဲကျမကဘယ်နေရာလေးမှာ creative ငါဖြစ်ခွင့်ရှိတယ်လဲငါ ပြို့သလားလို့ရတာဘယ်အပိုင်းလေးကိုလောရတာပြောတာလေအမြဲတမ်းတော့လေပြော့မနေဘူးပေါ့နော်ဒါပေမဲ့ဘယ်အပိုင်းလေးငါလောရတာပြောတာရှိသလားလို့အမြဲတမ်းတိုင်းတာလေးရှိတယ်ငါရဲ့ creativity ကိုငါသည်အသုံးချလို့ရသလားအဲ့လိုပြောလို့ဟိုဟို creative ဖြစ်တဲ့အရာတွေလှုပ်ချင်တာလှုပ်လို့ရတဲ့အရာတွေကိုပဲရွေးလှုပ်တာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့လှုပ်ချင်တာလုံးလို့ရတဲ့အရာလေးတွေကိုအဲဘဝရဲ့အစိပ်ပိုင်းတစ်ခုအနေနဲ့ကျွန်မကအမြင်နဲ့ထည့်ပေးတယ်ဥပမာအဲ ဒီ project လေးမှာဆိုရင်တော့ဖြင့်ပုံမှန်အတိုင်းမဟုတ်ပဲねဒီလိုလေးစမ်းလုပ်ကြည့်ခြင်းနဲ့အစသဖြင့်ဒါမျိုးလေးတွေလောက်တာရှိတယ်ကျွန်မကိုယ်တိုင်က rules and regulation တွေကိုအနှစ်သက်တယ်နှစ်သက်တာတပိုင်းမဲစီကန်ရှိရလို့လည်းမြင်နေပေါ့เนาะဒါပေမဲ့တစ်ဖက်မှာလည်းဘာကိုတတိထားရလဲဆိုလို့ရှင်အဲ့ rules တွေရဲ့ဘောင်တွေထဲမှာပိတ်မိမနေပဲねကိုယ့်ရဲ့ inspiration တွေကိုယ့်ရဲ့ creativity တွေကိုယ့်ရဲ့ imagination တွေပျောက်မသွားဖို့ကိုအာကျွန်မက အထူးတလဲအဲတွေးလေးရှိတယ်ပေါ့နော်အဲ့လိုပိတ်မိနေတာမျိုးကြီးမကြိုက်ဘူးဆိုတော့ဒါတွေကကျမကိုငါလွတ်လပ်သလားငါကောင်ငါလွတ်လပ်လက်နဲ့ရှိနေပြီလားလို့ငါ freedom ရှိနေလားလို့တွေးရတဲ့အချိန်တွေရှိပါတယ်အစိမ့်ညက်တဲ့အချိန်စိတ်ရှုပ်တဲ့အချိန်သို့မဟုတ်လမ်းပြောက်တဲ့အချိန် purpose ကဘာမှမသိဘူးဘဝမှာနေရတာအမ်ရှိတော့ဘူး အဲမပြောတော့ဘူးဒီလိုဖြစ်လာပြီဆိုလို့ရှင်ကျွန်မအမြဲတမ်းဒီပေတန်လေးနဲ့ပြန်တိုင်းနေဖေးနေရမှာငါလိုအပ်နေတာလေဥမာ physical လိုနေကျွန်မရေအရာနည်းနည်းအာအားထုတ်စူးစမ်းဖို့လိုနေပြီဆိုလို့ရှင်ကျွန်မရေနည်းနည်းပိုကောင်းလို့တည်တည်ချာချာပြန်စားတယ်လေ့ကျင့်ခန်းတည်တည်ချာချာပြန်လုပ်တယ်လမ်းလျှောက်တယ်ရေတောက်တယ်စက်သပြင်ထံမျိုးတွေလုပ်တယ်ငွေကြီးကြီးအရာကိုမှအာလိုအပ်ချက်ရှိနေပြီဆိုလို့ရှင်အဲ့ဒီအလေအထတွေကိုပြန်နိုင်အောင်စူးစမ်းတယ်อืม ဘောင်းတစ်ခုခုထဲမှာပိတ်မိနေပြီလို့ယူဆလို့ရှိရင်ဒီ၆ခုတွေကမိဟာလေပေါ့နော်ဒါတွေနဲ့တိုင်းတာပြီးတဲ့အခါကျတော့ကျွန်မကဆက်ပြီးတော့နောက်ရှစ်ဆက်ဘာဆက်လုပ်မလဲဆိုတာကိုစဉ်းစားပါတယ်အဲတော့အာဒီ podcast လေးကိုနားထောင်နေတဲ့လူတွေလည်းတွေးကြည့်ကြည့်ပါပေါ့နော်ကိုယ့်ကိုလွတ်လွတ်လပ်လပ်အသက်ရှူဝဝနေထိုင်ဈေးမဲ့ပေါ့နော်အာ freedom ပုံစံလေးတွေကဘာလေးတွေဖြစ်မလဲပြောချင်တာပြောရတာလားအဲ့လိုပြောလို့ပြောချင်တာပြောရမယ်ငါ social media ပေါ်မှာအဲရေးချင်တိုင်းတက်ရေးလိုက်မယ်အဲ့လိုမျိုး responsibility မရှိတဲ့ freedom မျိုးပြောချင်တာမဟုတ်ပါဘူးလူသားတယောက်အနေနဲ့အာလူသားတယောက်တည်တင်တည်ထိုင်ရမယ်လူမှုကျင့်ဝတ်တွေလှုပ်တင်လှုပ်ထိုင်ရမယ်အရာတွေကိုလည်းလုပ်နေပြီးတော့ ကိုယ့်တကိုယ်စာအဲ freedom ကိုလေကိုဗန်ဒီကို ထိုက်တန်နေဆိုတဲ့အရာလေးကိုကျမတွေးမိတဲ့ဟာလေးကိုမျှဝေခြင်းဖြစ်ပါတယ်အဲတခုခုရလိမ့်မယ်လို့မျှော်လင့်ပါတယ်အော်ကျမနဲ့မတူသောတခြားသောပေရန်လေးတွေအာရှိခဲ့တယ်ကိုမကိုကဒီဟာလုံနေမှာကိုကိုကိုအသက်ရှူချောင်တာဒါလေးလုံနေမှာကိုကိုကိုလွတ်လပ်တယ်လို့ထင်တာဆိုတာမျိုးလေးရှိခဲ့ရင်လေအာ sharing လုပ်ပြီးဖို့ဖိတ်ခေါ်လိုက်ပါတယ်အားလုံးကျေးဇူးများရင်တင်ပါတယ်